ကျမရဲ့လူချင်းမင်းလေးများအားလုံးမင်္ဂလာပါရှင်။အကယ်၍သာ အပိုင်း6အစာစားပြီလို့စကားပြောနေကြသည့်အခါခရစ်စမတ်သီးဆိုသည့်အဖွဲရောက်လာသည်။ခရစ်စမတ်အုပ်ထုပ်နီနီလေးတွေစောင်းထားပြီးအားလုံးကပျော်ရွှင်တက်ကြနေကြသည်။ကျမတို့လည်းထားရက်ပြီးသူတို့နားရောက်သွားကတံပြန်ဆူလိုက်ကြသည်။ Jingle Bell တခြင်းဖြင့်စပွင့်ပြီးဓမ္မသေးတခြင်းသုံးပုတ်စိုးက we wish you a merry christmas တခြင်းဖြင့်ပိတ်သွားသည်ပြီးတော့ christmas ဆုမွန်ကောင်းတွေတောင်းပေပြီးတော့ပြန်ထွက်သွားကြပါသည်စီစဉ်ကျင်ညာသူ၏အတန်ကို မိုက်မသဆင်ကြရသည် အခုစီစဉ်ကတော့လက်ဆောင်တွေကိုမဲဖောက်ပေးမှာပဲဖြစ်ပါတယ် wall light စဖောက်မှာပါအကြီးဆုံးလက်ဆောင်ကတော့ apple ပါဘယ်သူကံကောင်းသွားမလဲကြည့်အောင် မမကြီးအပေါ့မဲပေါက်ပါစေလို့ကျမဆုတောင်းပေးပေမဲ့တကယ်တမ်းတော့ဆွေတာလဲစည်းလေးတစ်ခုကိုသာမမကြီးကရသွားပါသည်မမကြီးကအဲ့ဒီလက်ဆောင်ကလေးကို ယူလာပြီးရနဲ့ချက်ချင်းဖောက်ကကျမလဲပင်မှာစီးပေးပါသည်ရပါတယ်မမကြီးရဲ့လဲစည်းအနီလေးနဲ့ဆိုမင်းနဲ့တိတ်လိုက်မှလို့တွေးနေတာမဟုတ်လေဒူစီတဲ့ရောက်မှဝယ်ပေးမလို့အခုတော့အတော်ဝဲဖြစ်သွားတယ် ်ထို့သူခတ်တူတူပြောပါသည် ကိုအောင်မြမြတ်ကိုကကြည်နေပေမဲ့မဖြူဖြူတို့ကနောက်လာမဲ့လက်ဆောင်တွေကိုသာစိတ်ဝင်စားနေသည့်အတွက်ကျမတို့ကိုအာရုံမရောက်ပါ အာလုံးပြီးသွားတော့မတ်ဖြူဖြူကချင်းစော်ကားဒီဝိုင်းနဲ့စပြည့်ဝိုင်းဆိုပြီးဝိုင်းပလင်းတွေကိုယူလာခဲ့ပေးပါသည်။မမကြီးနဲ့မတ်တီတွေကအပြန်ကားမောင်းရအောင်မဟုဆိုပြီးတယောက်တစ်ခွက်စီရတောက်သည်။အဲဒီတော့လူ၆ယောက်မှာကျမတို့၃ယောက်သာတောက်မိလူကျန်တော့သည်။ ကျမစပြည့်ဝိုင်ချွချူကိုတောင်းရင်မမကြီးနဲ့ကိုအောင်မြတ်ကိုစကားပြောနေတာအားငင်းနေမိသည် သူရဲ့စကားတခွန်းပြောပြီးရေတတ်တာကို ကျမမုံတီးမိသည် မမကြီးကတော့ကျမဘက်ခဏခဏလှဲ့ကြည့်ပြီးစကားပြောပါသည် သို့သောကိုအောင်မြတ်ကိုက အလိုက်မသိပါ သူပြောချင်တာလားဆက်ပြောနေသည်မတီတီတို့တာဟမီနဲ့မဖြူဖြူကတော့မိဘုံနာရောက်သွားခဲ့ပြီဖြစ်သည် ထိုအချိန်မှာကိုအောင်မြတ်ကိုကမမရီအီလက်အားနောက်တစ်ချိန်ကန်ကြည့်တာကို မြင်လိုက်ရသည်မမရီကလက်ကိုချက်ချင်းပြန်ရောက်သိမ်းလိုက်ပြင်မဲ့ကျမကထောင်းငနေဒေါ်ရထွက်သွားမိပါသည်ကိုအောင်မြတ်ကိုကကျမမျက်နှာပြက်ပြီးလေးတန်းတင်းသွားတာကိုမြင်မှထသွားပါသည်မမရီကျမတို့မိဘုံနာသွားအောင်လေဒီနားမှာပြင်ဖို့ကောင်းတယ်သွားမယ်လေအရင်ဆုံးမင်းနာရေခွက်လေးမမရီကိုပေးပါအောင်ကွယ်ရေစာလို့ အိုးမင်းဟာရေမဟုတ်ရဲ့လားပူလိုက်တာကျမဘေးကရေခွက်အကြီးကိုကမ်းပေးလိုက်သည်မမကြီးကအကုံမောတော့ပြီးမှမျက်နှာရှုံသွားပါသည်မမကြီးပြောမှ ကျမဤရေခွက်မဟုတ်ပဲခုနာကမဖြူဖြူတွဲဆိုပြီးကိုအောင်မြတ်ကိုယူလာပေးသည့်ဒေတာထွက် လီစုအရက်အပြင်းစားဆိုတာကိုကျမချက်ချင်းတတိရလိုက်သည်ထို့ပေမဲ့အဲ့ဒီတစ်ခွက်လုံးကမမကြီးဤအစာအိမ်ထဲရောက်သွားပြီ မဖြူဖြူကခါလို့ဆိုပြီးတငုံမဲတောက်သွားတာကို ကျမအမတ်ရလိုက်တော့လဲနှောက်ချသွားပြီမမကြီးအဲ့ဒါရေမဟုတ်ဘူးထင်တယ်ဘယ်တက်နိုင်မလဲတောက်ပြီးမှတော့မီးပုံနာတို့တွေသွားရကျမလက်ကိုချိတ်ပြီးမီးပုံကလန်နာကချထားသည့်ခုံဘူးလေးတွေမှာသွားထိုင်ပါသည် ထိုင်ကောင်ကနှခုံဖြစ်ပေမဲ့ကျမမမရေနာကိုတိုးကပ်ထားမိသည် လက်တီတချင်းဤတန်စင်ကိုစကြလိုက်တဲ့အခါမှာတော့ကျမပျော်သွားပါသည်။ ူတွေကမီးပုံဘေးကမြေကွက်လက်ထဲဝင်ပြီးတခြင်းနဲ့သူကကြတဲ့အခါထိုင်နေသည့်လူတွေက အနောက်သို့ဆုတ်ပေးကြသည် လူတွေဤလှောက်ရှားနေသည့်အရေးကလွှမ်းနေသည့်အတွက်မီးရောင်ကမမရင်မျက်နှာပေါ်သို့လင်းလင်းထိန်ထိန်မရောက်ပါမမရီဤတခြင်းကိုခတ်တူတူလိုက်စုံနေပြီးလက်ခုပ်တီးနေသည့်ပုံစံကနတ်တမီလီတပါးဟုတင်စားရလောက်အောင်နူးညံ့လွန်သည် တချင်းကဆုံးသွားပြီးနောက်တစ်ပုတ်ပြောင်းသွားတော့ကခုံနေသည့်လူတွေကိုကျမငေးနေမိသည်မေယာတိတ်လာတယ်တိလာကျမနားရဲကပ်ပြီးလေးတန်လေးနဲ့ပြောလာသည့်အခါရုတ်တရက်ဖြစ်သည့်အတွက်ကျမစက်ခနဲတန်သွားပါသည် မမကြီးဘက်ကိုလှည့်ကြည့်လိုက်တော့မမကြီးကကျမကိုအစွမ်းကုန်ပြုံးပြနေပါသည်မမကြီးမေယာတကယ်လာတယ်တိလား မင်းရောမြင်တဲ့လူရန်ဟာမင်းရောပဲကြည့်နေကြတော့မှာပဲမမကြီးမဟုတ်တာတွေဘာလို့လျှောက်ပြောနေရလဲတေချာကြီးမှမျက်နာကနေရဲနေသည်ကိုမြင်ရသည် မမကြီးမူးနေပြီပဲတခွက်ထဲတောက်ပြီးမူးသွားလားမမကြီးရတခွက်ထဲကအရက်အပြင်းစားဆိုတာကိုကျမအမတ်ရမိပြန်တော့ပါဇက်ပိတ်သွားမိပါသည် မမကြီးကကျမပခုံးပေါ်ခေါင်းကလေးမိချလိုက်၏မဖလာအတင်းနဲ့လျာမွှေးနေရပဲဒါပေမဲ့တို့မကြိုက်ပါဘူးကွာမရကိုတင်းနဲ့လျာပုံမွှေးတာဝူဖယားကြီးလောကကြီးကစောက်တူတွေဖြစ်ကုန်ပြီလားမသိပါမမကြီးပြန်မလာရင်တို့ခေါင်းထဲမှာတရိပ်ရိပ်နဲ့ခိုင်းရင်ခဏလေးဒီတိုင်းလေးနေရအောင် မမကြီးလက်တစ်ဖက်ကကျမခါကိုဖတ်ထားသည်တိတ်တော့မသိတာပါအနောက်ဘက်မှာကျမတို့ကို ကြည့်မြင်လူလဲတိတ်မရှိပါတချင်းနှစ်ပုတ်ခန့်ဇက်တိုင်နာထောင်ပြီးနောက်မမကြီးကကျမကိုဖတ်ကငြိမ်သက်နေပါသည်ကြည်လိုက်တော့မှမျက်ရည်တွေကကျနေပြန်သည်အိုးဒီအမျိုးသမီးရတော့လေမျက်ရည်တွေကို အသာအရာတုပ်ပေးရင်ကျမပြောမိသည်မမကြီးပြန်ကြဆုံနော် อืมตู้ก็มองနိုင်တော့ဦးမင်းမောင်းတတ်တယ်မဟုတ်လားဟုတ်မမရည်နေကျမထရက်လိုက်ချိန်တွင် ကိုအောင်မြတ်ကိုကရောက်လာပြန်သည်အမပြန်တော့မလားဟုတ်တယ်ကိုမမရည်ကဘာမှပြန်မဖြေ၍ကျမပြန်ဖြေလိုက်သည်မမရည်ဤရည်ဝဝေပုံစံကို သူချက်ချင်းရိပ်မိသွားပါသည်အကူမောင်းပေးရမလားဟမ်ရတယ်ကျမမောင်းနိုင်တယ် နှစ်ယောက်တည်းအဆင်ပြေရဲ့လားရပါတယ်ဒီလန်းကကျွန်မမောင်းနေချပါသူကစုံတော့လိုပင်စစ်မေးနေပါသည်တစ်ခါနှစ်ခါမကမေးလာတော့ကျွန်မစိတ်တူလာပါသည်သို့တော့ရင်ကျေးစွာပြန်ပြေလိုက်ရ၏အကူမောင်းပေးမယ်လေညီမအကူကမောင်းလာလိုက်ဟွဘာထုံးမလဲဒီလိုကတော့အောင်မြတ်ကိုနင်ဘာဖြစ်နေရလဲခါရရတယ်လို့ပြောနေရအောင် မြင်လိုက်ပို့တာလဲငါမစည်းချင်နားလဲရဲ့နော်လာရှုံနေနဲ့တော့မမကြီးအတန်ကကျမဘေးကနေမိုးချိန်တဲ့တခုလို့ထွက်လာပါသည်မမကြီးဒီလောက်အတန်မမနဲ့ပြောတာတခါမှမကြဘူးပါကိုအောင်မြက်ကိုကကျမကိုဒေါရထွက်သွားသည့်ပုံစံဖြင့်စိုက်ကြည့်ပါသည်ကျမစိတ်ကိုတိသွားပြီလားလို့စိုးရိမ်မိပင်မဲ့တိသွားတော့လဲဘာအရေးလဲ အမသဘောဝပြဟူသူဟာခတ်တူတူရေရွတ်ပြီးဘေးကနေသာရက်ကြည်နေသည် မမကြီးကဘေးခုံမှာဝင်ထိုင်တော့ကျမထိုင်းကုန်ခပတ်ပတ်ပေးလိုက်သည်မမကြီးကိုကြည့်လိုက်တော့ကျမကို လိုက်လိုက်လဲလဲပြုံးပြနေပြန်၏အိမ်တကားကိုဖွင့်ပြည်သည်နှင့်မမကြီးကဆိုဖာပေါ်မှာလဲပြီးခွေအိတ်လိုက်တာကိုမြင်ရသည်ကျမထွေးကိုဖုံးဆက်ပြီးအိမ်ပြန်မလာဖြစ်တော်သည့်အကြောင်းကိုပြောပြလိုက်သည်ခိုင် မမရင်နာလာပေါင်းကွာရေခဲတက်တာတွေကနေရေတစ်ခွက်ယူပြီးစပွဲပေါ်တင်ကားဆိုဖာပေါ်တွင်ထိုင်ချလိုက်သည့်အခါမမရီကကျမပေါင်ပေါ်မှာခေါင်းကိုအုံကာအိတ်လိုက်ပါသည် မမရီကကျမကိုမော့ကြည့်သည်ခိုင်းမင်းအနာရောက်ရင် တို့အပူတွေအကုန်လုံးပျောက်တဲ့ကလေးရဲ့ဘာလို့လဲမသိဘူးနော်အခုလဲတို့ရင်နေအရန်ပူနေရယ်ကွယ်မင်းတို့နာမှာရှိနေပြီမှအဆင်ပြေမှာ မရီပားပြန်ပေါ်မှာဝဲကြနေသည့်သပင်ရှည်တွေကိုကျမအသာကလေးဖယ်ရှားပေးမိပါသည်အဲ့ဒီတော့လည်းမရပြန်ပါခိုင်းတို့မထိပါနဲ့တော့ကွာတို့ပူလောင်လာပြီဘာလို့အရင်ကလိုမင်းကွန်ငွေကတို့မအေးချမ်းစီတော့တာလဲခလေးရဲ့နှကန်ပါပါလေးနဲ့ကြက်သူရွေးလို့ပြောချင်တာကိုပြောနေတော့ဒီမျိုးသမီးကိုကျမမမမမောနန်းဆိုင်ပြစ်လိုက်ချင်ပါသည် သို့သောနောက်တနေ့မနက်ဆိုလျင်ဘာမှမမှတ်မိတော့မီအဖြစ်မျိုးကိုတော့ကျမမလို့ခြင်းပါကျမဤတဟုံတို့တိုးတက်လာတော့အသွေးသားများဤဆန္ဒကိုကျမထိန်းချုပ်လိုက်ပါသည် မမကြီးကသူ့လက်နှစ်ဖက်နဲ့ကျမလက်မောင်းတွေကိုစုပ်ကိုင်ထားသည်ခိုင်းပြီးတော့မင်းရဲ့တငယ်ချင်းလေးအဲ့ကောင်လေးကိုတို့သိမ့်မုန်းတာပဲသိလားဘသူကမှသူ့လောက်မမုန်းဘူး သူ့ရဲ့စကားတွေအားလုံးကမင်းကိုရည်ရွယ်နေရမမကြီးသိတာပေါ့ဒါဆိုမမကြီးရဲ့ကိုမြင့်မြတ်ကွာရောသူကတို့အတွက်ဘာမှမဟုတ်ပါဘူးကွာအတိတ်တယောက်ထပ်မပို့မင်းတို့ကတို့ကစိုးရိမ်နေရပါခလေးရဲ့မမကြီးကကြည်ကြဲလောက်လောက်မင်းရီမောပြပါသည် မမကြီးကကျမလက်ထဲတွင်လွန်လူနေရင် ပူတယ်ဟုဆိုပြီးကုတ်အိမ်ကြီးအရှိကိုချွတ်ပြက်လိုက်သည်ရေတောက်ချင်တဲ့ခါရဲ့တို့ရေတိုက်ပါလိုက်မမကြီးမတိုင်းသူရေဆောက်လို့ယူမှာပဲကွယ်စပွဲပေါ်မှာဖန်ခွက်ယူပေးလိုက်တော့ရေကိုအငမ်းမရပင်တောက်ပါသည်ပြီးတော့ထားရက်လိုက်ပင်မဲ့တစ်ချက်ရိုင်သွားသည် မမကြီးကချက်ချင်းပင်ရေချိုခန်းရှိရာသို့ပြေးပါသည် ကျမလိုက်သွားပြီးမမရည်ဤဇန်ရွယ်ရှိများကိုတဖတ်တို့သိမ့်ပေးပြီးကြောကိုအသာရထုပေးမိသည်အစာအိမ်ထဲမှာရှိသမျှကိုအန်ထုတ်လိုက်ပြီးချိန်မှာတော့အတော်ကလေးအမှုပြေသွားဟန်တူပါသည် ဆောင်းတွင်ကြီးမှပင်ချွေးဆွနေသောမျက်နှာလေးဖြင့်ကျမကိုလက်ကြည့်ကာတူတူဆိုပါသည်ခိုင်းရရဲ့မမရည်သွားတိုက်ပြင်းလာခဲ့မယ်အိမ်ရှိရာစောင့်နေနော် မမကြီးကရေချိုးခန်းထဲကထွက်လာပြီးအိတ်ခန်းထဲကိုတန်းဝင်သွားတဲ့အခါကျမအဲ့ခန်းမိကို ပိတ်လိုက်ပါသည်မမကြီးကအဝတ်လဲနေသည် ကျမအခန်းအပြင်မှာခဏစောင့်နေလိုက်၏ပြီးတော့မှကျမကိုလမ်းခေါ်ပါသည်ခိုင်းတို့ရဲ့ခွန်ဝန်ဆက်ထုတ်ထားပေးရဝတ်လိုက်နော်ဖခင်ကြီးဒီအရက်ကတော့မရအောင်တို့သိမ့်မှုသွားတာပဲမမကြီးအိတ်တော့မယ်ကွယ် မင်းသွားတိုက်ချင်းရေချိုးကန်းထဲမှာမဖောက်ရသေးရဲ့သွားတိုက်တန်းရှိရဲ့ကျမအဝတ်လဲပြီးရေချိုးကန်းထဲဝင်က ပြန်ထွက်လာတဲ့အခါမှာတော့မမရေကအိယာဤတစ်ဖက်ကိုတူးပြီးအိတ်နေပါသည်အခမ်းမီးကိုပိတ်လိုက်တော့လာရောင်ပြျော့ပြော့ကတရုတ်ကံများချာမှဖြာကျနေသည် ကျမကိုကိုတောင်းကမမရေဘေးမှာလဲအိတ်လိုက်ပါသည်လောကကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီးမမရေဤအသက်ရှူရန်ကအစာတိုးသိမ့်နေသလိုရှိသည် ကျမဘလုံးမအိတ်လုံးမရပါမင်းနဲ့အနေငယ်ကြားရခါညောင်းလာတဲ့အတွက်ကျမကိုကိုလှဲ့လိုက်တော့မုတ်ရာကလှုပ်သွားသည် မမရီဤအတန်တိုးဖောက်ဖောက်ကိုကြားရ၏ခိုင်းအိတ်လုံးမရဘူးလားတို့လည်းအိတ်ချင်နေပေမဲ့အိတ်မပြောဖြစ်နေတယ်လာစမ်းမအောင်ကွယ်မမရီကလက်တစ်ဖက်ဖြင့်ကျမကိုကိုလှဲ့ကသူ့လက်တစ်ဖက်ပေါ်ခေါင်းတင်ခိုင်းပြီးရင်ခွင်ထဲဆွဲထည့်လိုက်ပါသည် မမရီဤဝင်သက်ထွက်သက်တန်ကို ကျမဤဆန်ရွယ်များပေါ်ကနေတည်ရှိ၍ရပြီးသူ့နှလုံးခုန်တန်ကိုကျမဤပဂတိနာဖြစ်ပင်ကြားရသည့်အကွာအဝေးမှရှိနေပါသည် ကျမဤရင်ခုန်တန်လိုဝုံနိုင်ခြင်းနေသောအတန်မျိုးမဟုတ်ပါ ECP တည်ငြိမ်ပါသည်တို့ရေညင်ငြိမ်လေးနေပြီးအသက်တူတူရှူရင်အိပ်ပျော်အိပ်ရောင်နော် မမကြီးကကျမနှဖူးကို သူ့နှခမ်းနဲ့တစ်ချက်ညဉ့်ညံ့တတလေးထိကပ်ရင်းဆိုပါသည်။မင်းနဲ့အနှဲငယ်ကြတော့မမကြီး၏အသက်ရှူတန်းကမှန်သွားပြီးတိုးတိတ်လာသည်ကို ကျမကြားရသည်။မမကြီး၏ကိုငွေ့နှွေးနှွေးကြောင့်ကျမတကူလုံးနှွေးထွေးလာပြီးညလုံးတွေတပြေးပြေးမေးစင်လာတာကို နောက်ဆုံးအတိတ်စိတ်အနေနဲ့သိလိုက်ရပါသည်။ ကျမနိုလာတဲ့အခါပရင်ပေါက်လိုက်ကမှအလင်းရောင်ပြပြကိုမြင်ရတော့လေအခန်းကမှောက်နေသေး၏။ဘေးမှာတော့မမကြီးကမရှိတော့ပင်အခန်းတကားမကိုပိတ်ကပရင်ပေါက်လိုက်ကမှတပတ်ကိုထပ်တင်ထားတော့ကြောင်းအလင်းကဝင်းမလာခြင်းဖြစ်ပေမဲ့လိုက်ကကိုမလိုက်တဲ့အခါအပြစ်မှနေမြင့်နေပေပြီ။ကျမအိမ်ရမထားကအိမ်ထဲမှာလိုက်ရကြည့်တော့မမကြီးကိုမတွေ့ရတော့ပါ။ဖုန်းကိုဖွင့်ကြည့်တော့စတဆောင်ရောက်နေသည်။ ခိုင်တို့စီးရုံမှာကိစ္စတခုရောက်လာလို့စောသွားရတယ်။နေလေခင်ကြရင်လည်းအစည်းအဝေးရှိရမှပြန်မလာနိုင်တော့ဘူး။တို့မနက်စာပြန်သွားပေးတယ်။စားပြီးရင်တို့ဆိုင်ကနေပြန်လိုက်နော်။တော့အဲ့ကန်နဲ့အတိုင်းမှာချိန်ထားတယ်။အလုတ်သွားခဲ့သည့်ချစ်သူဤအိမ်မှာကြံခဲ့သည့်ခံစားချက်လိုမျိုးကိုကျမရလိုက်သည့်အတွက်ကျေနပ်သွားပါသည်။တရရသောဥစ္စာအောင်မှာကြက်ဦးထမင်းကျော်တပကံနှင့်နန်းတုံကိုတွေ့ရသည် ဒီမနက်စာကိုမမရီလှုပ်ပေးလျင် နေ့တိုင်းစားလည်းမယိုးနိုင်ဟုကျမတွေးမိပြန်သည် မမရီဤဝတ်ဆက်ကကျမနဲ့ကြီးပါသည်အိမ်ပြန်ဖို့အဝတ်လဲနေရင်ဖြင့်စာအုပ်စင်ဘုတ်ကိုအကြည့်ရောက်သွားသည်ကျမဖတ်ချင်ပြီးအခုထိမဖတ်ရသေးသည်စာရေးဆရာမရီနေစန်းဤရေးချဲဥစာအုပ်ကို တွေးလိုက်ရသည် မမရီစီကငါပြီးကျမဖက်ကြည့်အောင်ပါပါပဲဒီစာအုပ်ကတိတ်နာမည်ကြီးသည် ရီချဲဦးစာအုပ်ကလေးကစာအုပ်စဉ်ဤအပေါ်ဆုံးထက်ကဖိုင်တဲတွေပြီးမှရှိနေသည်ထိုင်ကုံဆွဲယူကတက်လိုက်ရင်ဘာရင်မဟုတ်စီထထားသည့်ဖိုင်များကိုကြည့်လိုက်တော့လန်ဒန်မြို့ကစေးရုံတရုံဤနာမည်ကိုရှေ့မျက်နှာဖုံးပေါ်မှာရေးထားသည်မမရီမေမေရဲ့ဖိုင်တွဲတွေဖြစ်မှာပဲကျမအသာလေးကြည့်လိုက်တဲ့အခါသွေးစစ်ချက်စီးစစ်ချက်နဲ့အထရာဆောင်အဖြေတွေ CT scan အဖြေတွေအပြင် 3D ဓပုံအချို့ကိုလည်းတွေ့ရသည်သူတို့နိုင်ငံကစစ်စီတာအစားတသက်ရရကလေးတွင်တခါစစ်တခါဖိုင်တဲ့တရဲစီနဲ့စနစ်တကြလေလန့်ကြည့်ရင်လည်းနောက်ဆုံးမှာတော့ငွေလွဲပြည်စာအချို့ကို တွေ့ရသည်ရေးထားသည့်စတာလင်ပေါင်တန်ဘူးကိုမြန်မာငွေနဲ့စိတ်တွတ်တွတ်ကြည့်လိုက်သည့်အခါပမာဏကကျမပင်ရုတ်တရက်ဖျားသားမိသွားပါသည်စိစိယုံလေးတခါစားကို တော်တော်များတာပဲ ကျမနဲ့မဆိုင်နေအတွက်ခက်မြန်မြန်ပိတ်ပြီးရေချဲဥစားအုပ်ကိုသာယူလိုက်မိပါသည်။မမရေဤအိမ်ကပြန်လာပြီးကျမတနေကုန်ရေချဲဥစားအုပ်ကို ထိုင်ဖက်နေမိသည်။စားအုပ်ကတိတ်ကိုအစင်မြင်ပြီးဖက်လို့ကောင်းပါသည်။ရေချဲဥဤအန်ကျူမြင့်နေစားသားများကြားတွင် ကျမနှင့်မျောမိသွားပါသည်။ညဥပန်းရောက်တော့မှ ကျမဤဒေါ်ကြီးလေးတန်းကဖုန်းဆက်လာပါသည်။ခိုင်ဒီနေ့ထုံးမအားလို့ကွယ် မင်းအသေးချပြန်မပို့လိုက်နိုင်ဘူးမင်းညားလည်းတို့ကြောင့်မလို့မင်းအိမ်မပြန်လိုက်ရတာကိုတွေးလို့မဆုံးရပါတယ်မမကြီးရဲ့တို့ဒီညစာဖတ်ပြရအောင်မလားရင်ရပါတယ်မမကြီးရဲ့နားလိုက်ပါတော့ဒါနဲ့လေမမကြီးရေချဲဥစာအုပ်ကိုစာအုပ်စင်မွားနေခဏငားသွားတယ်နော်ဖတ်ကျင်ပေမဲ့ဘယ်အားမှဝယ်လို့မရလို့မမကြီးစာအုပ်ကမိုက်တယ်စာရေးဆရာမလက်မှတ်တောင်ပါသေးတယ် အေးကွယ်မင်းကြံ့ရင်ရပါတယ်ဖတ်ပါသူကဖတ်ပြီးတာကြာပြီဒါဆိုနောက်ရကြမှာမင်းကိုစာဖတ်ပြရတော့မယ်ဒါမင်းနော်မမကြီးကတောက်ကြနေတဲ့နေ့လုံးဖုန်းမဆက်ပါ စနေနေ့မနက်ပိုင်းမှာကျမဖုန်းဆက်ကြည့်တော့အေရီယာပြင်ပါရောက်နေသည် ကျမမနေနိုင်တော့၍မောင်လေးကိုခေါ်ပြီးစိုက်ကယ်ပြန်ပို့ဖို့ရောက်သွားသည့်အခါမှာတော့အိမ်တကားကတော့ခတ်ထားပြီးကားလည်းရှိမနေပါဘူး စေကန်သွားတာဖြစ်မည်ဟုကျမတွေးလိုက်ပင်မဲ့မမကြီးကစနေနေ့ဆိုလျင်စေကန်ထိုင်လေးမရှိတာကိုကျမအမတ်ရမိပြန်သည်ပေရင်မြရောက်နေပြန်တာလဲမမကြီးရဲ့တွေ့ရင်တေလအောင်လွန်ပြီး꽌ရင်မိရွာတတ်တလားဟုတွေးမိပင်မဲ့အဲ့ဒီလိုနာမည်တက်မေးဖို့ကျမမှာအခွင့်အရေးမရှိပါတနင်္ဂနွေနေ့ညနေကြမှမမကြီးကကျမအိမ်ရှိရောက်လာပါသည်ချမ်းဝမှာမြင်မြင်လိုက်ခြင်းပင်မမကြီးမျက်ဝန်းထဲက ပင်မန်းဤအရေးအယံကို ကျမသိရှိလိုက်ပါသည်။ခိုင်းတို့တွေလမ်းလျှောက်သွားရအောင်။မမကြီးကတလန်းလုံးကျမဒီနေ့ရဘာတွေလုပ်နေတလဲဆိုတာကိုမေးပါသည်။ကျမကစပြီးသူ့ကိုမေးကုန်မေးခွင်မကြုံပါ။သောသောလမ်းတဝက်ရောက်လာတဲ့အခါမမကြီးပုံစံကပိုပြီးနွမ်းနယ်လာဟန်ရှိသည်တောင်ထိပ်ကိုရောက်ဖို့10မိနစ်နေပါဆက်တက်ရအောင်မည် လက်ဖက်ချံတချံနာကလမ်းအခွေမှာတဘာဝအတိုင်းတည်ရှိနေသည်ကြောက်ဖြာကြီးတစ်ခုရှိသည်တောင်တက်တီလူတွေလည်းအဲ့ဒီနေရာမှာခဏတစ်ဖြုတ်နားကြတာကိုကျမသိသည်မမကြီးကြောက်ဖြာပေါ်မှာခဏထိုင်ရအောင်လေမင်းမောလို့လားဟုတ်ကဲ့အော်နေသူမှာကျမမဟုတ်ပဲသူဖြစ်လို့ဆိုတာကိုတော့ကျမမပြောရဲပါလေ ကျောက်ပြာကကျိုင်းဝံဤအဆုံးမှရှိသောကြောင့်အနောက်ဘက်က တောင်တန်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရသည်။အနားမှာတော့တစ်ပင်ဘူးလေးတွေရှိသည့်အတွက်အရိပ်ရနေပါသည်။မမကြီးကကျောက်ပြာပေါ်မှာထိုင်ချရင်းတပြင်းတစ်ချက်ရှူထုတ်လိုက်ပါသည်။ဘေးမှစိုက်ကဲတစည်းတလေဤဖြတ်သွားတဲ့နဲ့လေတိုးတန်းတချို့ကလည်း၍အရာအားလုံးတိတ်ဆိတ်နေပါသည်။ကျမဘေးတစ်ချမ်းစားမြင်ရသည့်မမကြီးမျက်နှာကိုငေးနေရင်း ညလုံးအောက်ကအရေးကြောင်းနှစ်ခုက အနှင်းငယ်ပူပြီးထင်ရှားနေတာကိုတတိပြုမိသည် သူစိတ်ပင်ပန်းနေတာတော့သိကြပါသည် ကျမအုံနောက်ထဲမှာမေးစရာမေးခွန်းတွေအများကြီးပေါ်လာပေမဲ့မမကြီးမဖြေချင်နေမေးခွန်းဖြစ်သွားမိဆို၍ကျမမမေးရက်ပါကိုချရာတူကစကားမပြောချင်နေအချိန်မှာတိတ်ဆိတ်နေခွင့်ပေးလိုက်ခြင်းဒီလေချစ်ချင်းရဲ့အထိပယ်တစ်ခုပဲမဟုတ်ပါလားမမကြီးကနောက်ဆုံးတော့စကားဆလာပါသည် ကျမအံ့ဩသွား၏ဒုက္ခနာမမန်းလေးကပြန်ရောက်တာကွယ်ရှင်ဘယ်နေရာသွားကြလဲမနေ့မနက်ကပဲကွာတောက်ကြနေရမိမိကအမေခေါင်းကိုက်တယ်လို့ဖုန်းဆက်လာလို့အမေကဖျားလဲဖျားနေရလေဒါပေမဲ့အဖျားကျသွားတော့လေခေါင်းကိုက်တာမပြောက်ဘူးဆိုတော့ထိုးတအားစိတ်ဘူးသွားနေမနေ့ကပဲမန်းလေးမှာစီကန်းခေါ်ပြလိုက်တာ စီတီရိုက်ပြီးတော့ဆရာကြီးကကောင်းပါတယ်လို့ပြောတာပဲဖျားတဲ့အရှင်ကြောင့်ခေါင်းကဆက်ကိုက်နေတာတဲ့ကလေးနှစ်ယောက်ကအမေခေါင်းကိုက်တယ်ဆိုတော့တအားကြောက်သွားကြပြန်တာတနှစ်ခွဲနေပါတော့ကောင်းခဲ့ပြီးတော့အခုပြန်ဖြစ်မှစိုးနေကြပြီပြန်ဖြစ်တဲ့နှောင်းကများတယ်လေအခုတော့ဘာမှမတွေ့ရပါဘူးကလေးနှစ်ယောက်ဆိုတာကမမကြီးဤမောင်လေးနဲ့ညီမလေးဖြစ်လိမ့်မယ်မမကြီးလို့အမမျိုးပိုင်ဆိုင်ထားတာ တိတ်ကံကောင်းတာပဲဟုကျမအားကြမိရသည်တတတော်မှာပါမမရဲ့ဆိတ်လျှော်ထားပါနော်ဒါကြောင့်ကျမမနေမနက်ကဖုန်းဆက်တော့အေးရပြင်ပါရောက်နေတာဦးအင်းဟုတ်တယ်လမ်းမှာဖြစ်လိမ့်မယ်ကာမမရေကိုယ်တိုင်မောင်းလာလိုက်အေးလေလိုင်းကားနဲ့ဆိုနောက်ကြမှာဆိုတာနဲ့ပါလို့ဒီလိုအဝေးမှာလာနေနေတာလဲမသိဘူး အမေနဲ့နီနီနာနာမန္တလေးမှာပဲနေတာမဟုတ်ဘူးကျမသွင်းမိပါသည်ဒါများနားနေရမဟုတ်ဘူးမမကြီးရနှစ်ရက်လုံးထိုင်ပြီးကားမောင်းလာတော့ညောင်းတာနဲ့ပြီးတော့မင်းနဲ့စကားပြောချင်လို့လာခဲ့တာနောက်ဆုံးစာကြောင်းလေးကိုတော့မမကြီးကသူ့ပုံစံအတိုင်းလေတံဖောက်ဖောက်ကလေးဖြစ်ဆိုပါသည်တန်နဲ့ညူရအင်္ဂါနေ့ညနေနော်မင်းတို့ပဲချိန်သွားမှလဲ ူတို့ကသုံးနာရီရောက်မှာဆိုတော့အိမ်မှာပစ္စည်းဝင်ထားပြီးလေးနာရီလောက်တော့တက်ဖြစ်မယ်ထင်တယ်မမကြီးမင်းတငယ်ချင်း၃ယောက်ကဒုက္ခနောက်ခံမှာလိုက်လို့ရတယ်နော်ဟုတ်အဲ့လိုပြောထားတယ်မမကြီးအရန်တော့အိမ်မှာကွယ်မင်းသွားကျင်တယ်ဆိုလို့သားမိဘုံဝေးမှာတညလုံးထိုင်ပြီးစကားပြောမယ်လေမမကြီးရဲ့အေးလေတို့အနည်းငယ်လုံလုံလောက်လောက်ထည့်ခဲ့ပေးပါမယ် ကျမဖုန်းတန်းကညီလာသည် ကြိလိုက်တော့စီသူတနေ့ကမမရည်ဤမူပြီးထွက်လာသည့်စကားတန်းအချို့ကိုတတိယမိပြန်တော့ကျမအလိုလိုပြုံးမိသည် အခုအချိန်ကရင်မမရည်ကြိုက်မှာမဟုတ်မမရည်ကတော့အနောက်ဘက်တောင်တန်းတွေကိုငေးနေသည် ကျမဖုန်းလာနေသည်ကိုခရုထားမိပုံမပေါ်ပါအိမ်ပြန်ရောက်မှပဲကိုင်းမဲဟုတွေးပြီးအတန်ပိတ်လိုက်ပေမဲ့ vibrate အတန်က တကြီးကြီးနဲ့ဆက်ထွက်နေသည် စီသူကမရက်ပါဇက်တိုက်ခွန်နေသည်မမကြီးကကျမဘက်ကိုလှဲ့ပါသည်ကိုင်းလိုက်လေဟုမမကြီးကပြောပေမဲ့မမကြီးရဲ့မျက်နှာကခုနလိုနုညံ့မနေတော့ပါစိတ်ထဲခုသွားပြီဆိုတာကို ကျမသိပေမဲ့သူ့စကားကိုနားမထောင်မှပုံပြီးစိတ်ဆိုးသွားမှကိုစိုးရွံ့၍ကိုင်းလိုက်ရသည်အေးရဲနာငါနဲ့ငဟိန်းနဲ့လူရာတွေထွက်ဝင်နေရနင်ဘာမှမအောင်မလဲလို့ ကြည်စီသူဟာအဲ့ဒီအတိုင်းပဲဘာမှအရေးအရာရောက်တဲ့ကိစ္စလည်းမဟုတ်ကြားရတာကျမရင်မောပါပြီရရဲနင်တို့လိုလာတာဝဲကဲငါကဒီမှာနေရလို့ဘာမှမလို့ငါတို့အခုအိုးရှင်းမှာဓမီးတွေအုတ်ထုတ်တွေလက်အိတ်တွေလာဝဲနေတာနေရကျင်တာရှိလားငါဝဲခဲ့ပြီမင်းမရှိပါဘူးဒါနဲ့နင်တို့ရင်ရွေးအိတ်နဲ့ပါဝါဘက်မှာထည့်ခင်နော် ငါနဲ့အတွက်ဓာတ်ပုံရိုက်ပေးဖို့ကင်မရာယူလာခဲ့မယ်ယင်နာစီတူစကားကြောင့်ကျမဖြေရကြက်သွားပါသည် အရင်ကဘသူကိုမဆိုဓာတ်ပုံဆွဲရိုက်ခိုင်းတတ်တော့ကျမအချင်းကိုပြင်ဖို့ကြိုးစားရအောင်မီမမကြီးကဓာတ်ပုံရိုက်ရတာမကြိုက်ပါလိအရေးသေးမှ ဖုန်းတန်ကကျိန်နေသလားမပြောတတ်ပါမမကြီးကအကုန်လုံးကြားနေရဟန်သူပါသည်ညနာကိုတပတ်တို့လှဲ့ထားသည်ရပါတယ် ငါအခုဓာတ်ပုံမရိုက်တော့နင်ရလေငါအဖြစ်ငါအဖေခိုင်းတာအကုန်လုတ်ပေးပြီးငားလာရတော့အေးပါအခြားသူတွေကိုရိုက်ပေးပေါ့ရင်တာအေးနင်မေးချိုအလူချိုတော့ကြိုက်သေးတယ်မဟုတ်လားမေးချိုကတော့ဘဲချင်းဖြစ်ဖြစ်ကြိုက်တာပေါ့ဟဲ့မသိပါဘူးနင်ကြိုက်တတ်တယ်လို့ငါပြောတဲ့အရာတိုင်းနင်ကမကြိုက်ဘူးလို့ညင်းနေရလားလို့ မယီကို မလုံးမလဲစောင့်ခဲ့ကြည့်ပင်မယ်မမယီကကျမကိုအာယုံထားဖို့မပေါ်ပဲသူ့ဖုန်းကိုသာကြည့်နေသည်စီတူငါအပြင်ရောက်နေလို့ဒါပဲနော်ဆက်ဝယ်လိုက်အေးပါနင့်တဘောပါပဲဖုန်းချပြီးတော့ကျမတိတ်တိတ်ကလေးတက်ပြင်ချမိပါသည်ချိန်ကြိုက်ပုံတလုံးကွဲတော့မိကိုစောင့်နေရတယ်လို့မျိုးခံစားရသည်မမကြီးကဖုန်းကိုဘောင်းမိအိတ်ထဲထဲကထားရသည် ပြန်စို့လေအပြန်လန်းကစကားတန်ကင်းမဲစွာခြောက်ကန်နေသည် နောက်ဆုံးတိတ်ဆိတ်မှုတံကို မခံနိုင်တော့ဒီကျမခါပဲအရင်စကားဆရာသည် မမကြီးညနေစာအတူတူစားမလားယင် ကျမတို့ညစီတန်မဟုတ်လဲတဆိုင်ဆိုင်မှာသွားစားအောင်မစားကြတော့ခိုင်းတို့အိမ်မှာပဲစားလိုက်တော့မယ်မမကြီးစိတ်ခုသွားတာသိကြပါသည် မမကြီး ဒီညကျမကိုစာဖတ်ပြမယ်မဟုတ်လားယပြောပြီးမှမသွားမှန်းသိလိုက်ပါသည် မမကြီးဟာစိတ်ရောလူရောပင်ပန်းနေမှာပဲအိုးရတယ်မမကြီးမောနေလိမ့်မယ်ကျမကဒီတိုင်းပြောလိုက်တာဒီတိုင်းဆိုတဲ့စကားကိုလည်းမှားပြီးသုံးမိလိုက်ပြန်ပြီမမကြီးကတော့ပြုံးယုံတာပြုံးပြပါသည် ခိုင်းဒီနေ့တော့နားမလို့ဟုတ်ဟိုမမကြီးပင်ပန်းနေတာကို ကျမကြောင့်စိတ်ထွက်ရှုပ်သွားလိုက်။မဟုတ်ပါဘူးကလေးရဲ့။ရှောက်သွေးမနေပါနဲ့။သူကစိတ်မကောင်းဖြစ်သွားရုံမှာ။မနေ့ကသူ့ခေါ်ခေါ်ဆိုင်ကိုရောက်သေးတယ်။အဲ့ဒီမှာမေချူအာလူကျော်တွေအများကြီးတွေ့ရလေ။မင်းကြိုက်တတ်မယ်မှန်းလုံးဝမစင်စားမိခဲ့လို့တထုံးမှမဝယ်ခဲ့ဘူးကွယ်။ဒီလိုတွေးမိပြန်တော့မင်းအကြောင်းသူ့ဘာမှမသိသေးဘူးဆိုပြီးစိတ်ထဲလေးသွားလို့။မင်းအကြိုက်တွင်မင်းကြည့်ရဲ့ရုပ်ရှင်တွင် မင်းထောင်းထောင်းတဲ့သချင်းတွင် မင်းချစ်တဲ့အရာတွေတို့ဘာမှလည်းမသိသေးပါလားကွယ်မမကြီးကထိုးထိုးညင်ညင်သာသာလေးဆိုပါသည် ကျမပြောစရာစကားတွေပျောက်ရှာသွားပါသည်တို့သွားမယ်နော်မမကြီးကနှုတ်ဆက်စကားပြောပြီးအိမ်ရှိမှထွက်ခွာသွားသည့်အခါသူဤနောက်ကျော်ပြင်ကိုရာကျမငင်းနေမိပါတော့သည် သူစိတ်ထဲကအတွေးတွေရဲ့အစိတ်ပိုင်းတိုင်းကို ကျမသိရရင်သိကောင်းပါပဲ ကျမအဝတ်လဲပြီလို့ online class တက်နေသည့်အခါ အောက်ထမမမရီဤအတန်းကိုထတ်ကြရသည်အိမ်ပြန်ရောက်မှ ကားယူပြီးပြန်ထွက်လာတာဖြစ်ရမည် ကင်မရာကိုပိတ်ပြီးအတန်းကနေခဏလစ်ကအပေါ်ရက်အခန်းတကားဝါကနေရက်ပြီးနားထောင်နေမိသည်ကျမဒီနေ့မန်းလေးရပြန်လာတာကျုံနာနဲ့အမားတို့တတိယလိုဝဲခဲ့တာဆီယောင်မရဲ့ထုံးမုံတွေရောစက်သားကြော်တွေရောပေါင်းတင်းတွေရောအများကြီး ရပါတယ်ရှင်ဒုက္ခများလို့မေမေဤအာနာတမှုဖြင့်စကားဆိုနေသည့်အတန်ကိုကြားသည်ဒီတခါလက်ပံလာလန်ပြန်လာတာလေကြက်ကျော်ဟာတပန်းလုံးစုဈေးတက်တာနဲ့ကျေးဇူးတင်ပါတယ်တမီးကတော့ဆီယမ်မောင်တိတ်ခင်နေတော့တာပဲအိမ်မှာအမြဲတမ်းပြောနေတာသူကအခု online class ရှိလို့အခန်းထဲမှာရရတယ်ရတယ်မှာ သူ့ကိုမပြောနဲ့တော့သူကြိုက်တဲ့အလိုကြောင့်ကျမဝဲမလာခဲ့မိဘူးလေဖះရီကျမလည်းအလူးကျော်အကြောင်း တစမ်းမှမပြောမိပါပဲနဲ့ဘာလို့ဒီအကြောင်းကိုထက်ခါထက်ခါအရေးတယူပြောနေရတာပါလဲဒီအမျိုးသမီးဤစိတ်ကို ကျမနားမလည်နိုင်တော့ပါဒီနေ့တော့ဒီလောက်ပါပဲရှင် ကျမရဲ့လူကြီးမင်းလေးများအားလုံးအိမ်မက်လန်းလာမကြပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေ ကျမရဲ့ audio book လေးတွေကိုနားဆင်ပြီးဘဝမော်ရီပြေပြောင်းနိုင်ကြပါစေ။